လွလလဟာဖြစ်တယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်အရန်ကိုရှုပ်ထွေးပြီးတော့ရုပ်ဆိုးနေတဲ့ကဘာကြီးဖြစ်တယ်ဒါပေမဲ့ဘုရားခင်ကအဲ့နေရာမှာဘာလုပ်လဲဆိုတော့အလင်းဖြစ်စေလို့ပြောတယ်အလင်းဆိုတာကကောင်းကြီးဖြစ်တယ်အာမင်အဲ့တော့ဘုရားကမှောင်မိုက်နေတဲ့နေရာမှာလာပြီးတော့မှောင်နေတော့လို့မပြောအမှောင်တွေကိုရှုပ်လိုက်တာဒီအမှောင်တွေဘာဖြစ်လို့ရှိနေတာလဲဆိုပြီးတော့အမှောင်ကိုမောင်းထုတ်တာလည်းမလုပ်ဘူး ဖခင်တော့ဘာပဲလုပ်လဲဆိုတော့ bless လုပ်တယ် hallelujah အာမင်အလင်းရှိစေလို့ပြောတယ်အလင်းဆိုတာဟာ blessing ဖြစ်တယ်အာမင်အမောင်ကအမင်္ဂလာဖြစ်တယ်အလင်းက blessing ဖြစ်တယ် hallelujah အဲ့တော့ဖခင်တော့ဘာလုပ်လဲဆိုတော့ကောင်းကြီးပေးတယ်နောက်ပြကျမတို့သိတယ်ဖခင်ကဖန်ဆင်းခြင်းပြီးတိုင်းပြီးတိုင်းမှာလေဘာလုပ်လဲဆိုရင်အလွန်ကောင်းတယ်လို့ပြောတယ် တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဘုရားခင်ကဖန်ဆင်းခြင်းပြီးတိုင်းမှာလဲ bless လို့ပဲအဲ့ကျွန်တော်တို့ဘဝဟာ blessing ကနေပြီးတော့အစပြုခဲ့တာဖြစ်တယ်။ကောင်းကြီးပေးခြင်းခံရပြီးတော့ကျွန်တော်တို့ဟာအစပြုခဲ့တာဖြစ်တယ်။အဲ့ကျွန်တော်တင်ဘဝဟာကောင်းကြီးမင်္ဂလာနဲ့စခဲ့တယ်။ဆက်ပြီးလေဖခင်ကောင်းကြီးပေးဥမာဖြစ်တယ်။ကောင်းကြီးမင်္ဂလာနဲ့ပဲအဆုံးသတ်ရမယ်။အာမင်။အဖေအားကင်း ကြည်ပေးခြင်းနဲ့ဖျားဆိုတာကိုယုံကြည်တဲ့သူတွေကဆူတောင်းတဲ့အခါမှာကောင်းကြီးဖျားသခင်လိုမျိုးပဲကောင်းကြီးပေးပြီးတော့တေချာပေါက်တောင်းလိုက်မယ်။ဟာလေလုယာ။ဖျားသခင်ကကောင်းကြီးပေးခြင်းနဲ့လို့ယုံကြည်နေတဲ့လူကဘလို့နည်းနဲ့မှဆူတောင်းတဲ့အခါမှာတွေ့ဝေခြင်းနဲ့ကြောက်ရွံ့မှုတွေတန်တရားရှိခြင်းနဲ့အားငယ်ခြင်းနဲ့တောင်းမှာမဟုတ် ဘာလို့လဲဖရာသခင်ဒီအခြေအနေတိုင်းမှာကောင်းကြီးပေးခြင်းနဲ့ဖရာခင်ဖြစ်တယ်။မောင်မိုက်နေတဲ့ကဘာကြီးကိုဖရာခင်ကအလင်းချစ်စေလို့ပြောတယ်လို့ပဲတင်မောကမှဘာမှမရှိနေတဲ့ဘဝထဲကိုဖရာခင်အခြားစကားမပြောစေချင်ဘူးတဲ့။ကောင်းကြီးပေးစကားပဲပြောစေချင်တယ်။အာနေနေတဲ့စီးပွားရေးလုပ်ငန်းကိုဖရာအခြားစကားမပြောစေချင်ဘူး။ကောင်းကြီးပေးစကားပဲပြောစေချင်တယ်။ အဲ့ဒီကောင်းကြီးပေးစကားကအပြောင်းလဲတွေကိုဖြစ်လာစေလိမ့်မယ်။အဲ့တော့ဘုရားဒီဘာကြီးကိုဖန်ဆင်းတဲ့အခါမှာလက်နဲ့မဖန်ဆင်းဘူး။သူ့ရဲ့နှုတ်ထွက်စကားနဲ့ဖန်ဆင်းတယ်။အဲ့ဒီသူနဲ့ပုံတရညီဖန်ဆင်းခြင်းခံရတဲ့သင်တဲ့ဂျမားလေးပဲ။ဟိုနည်း၎င်းမဲ့မှုတော့ဆောင်ရမှာဖြစ်တယ်။အခြားနည်းလည်းမဟုတ်။ကောင်းကြီးပေးစကားပြောထုတ်ခြင်းနဲ့မှုတော့ဆောင်ရမှာ။